Richan Branson ပိုင်နဲ့ဇိန်ခန် Caribbean ကျွန်းမှာရေလွှာလျှောစီးခြင်းနဲ့ Barack Obama ဟာ American သမ္မတလွန်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတယ်လို့ British Virgin Island အကြီးအကဲကထုတ်ဖော်ပြောကြားလိုက်ပါတယ်။သမ္မတရာထူးကို Donald Trump ထံလွှဲပြောင်းပေးခဲ့ပြီးနောက် American သမ္မတဟောင်း Obama နဲ့ဇနီး Michelle Obama တို့ဟာ British Virgin Island မှာရှိတဲ့ Mosquito ကျွန်းကိုလည်းအလဲပတ်သွားရောက်ခဲ့ကြတယ်လို့သိရပါတယ်။ အမာစားခမောက်ကိုစောင်းထားပြီးမျက်မှန်တက်ထားတဲ့ဥပမာဟာအပေါ်ကစွန်နေဆွဲတဲ့လေအားနဲ့ရေလွှာပုံပြားစီပြီးပြုံးရွှင်နေပုံကို Branson ကသူ့ရဲ့ blog မှာဖော်ပြခဲ့တယ်လို့ဆိုပါတယ်အမေရိကန်သမရဟောင်းဖြစ်တာကြောင့်လုံခြုံရေးတွေကတော့အများကြီးပါလာပါဗျ။ဒါပေမဲ့ Brad ဟာစိတ်ပြေလက်ပြောက်ပါပဲလို့ British Billionaire Branson က blog မှာရေးသားခဲ့ပါဗျ။သမရဘွားရုံးက Obama ဟာလုံခြုံရေးအခြေအနေကြောင့်ဒီလိုမျိုးရှည်လွှာစီးခဲ့ရခြင်းမရှိဘူးလို့ဆိုပါဗျ။ ဒီလိုမျိုးအပေါ်ကနေလေအားနဲ့ဆွဲပြီးရေလွှာစည်းတာကိုအိုဘားမားအနှစ်ရက်ကြာတင်ပေးခဲ့ရတယ်လို့ Branson ကပြောပါရယ်။အိုဘားမားဟာပြီးခဲ့တဲ့ဇန်နဝါရီလ20ရက်နေ့မှာအင်ဖျူရောကနေထွက်ခွာခဲ့ပြီးနောက်ကယ်လီဖိုးနီးယားမှာခိတ္တအနားယူခဲ့သေးတယ်လို့ဆိုပါရယ်။တထင်းကြီး Branson ဟာ2019မှာ Mosquito ကျွန်းကိုဝယ်ယူခဲ့တာဖြစ်ပါရယ်။သူဟာအဲ့ဒီကျွန်းပေါ်မှာဧည့်သည်22ယောက်ကိုဇိမ်းခံနိုင်တဲ့ဇိမ်းခံအင်ကြီးကိုတိစောက်ခဲ့တာဖြစ်တယ်လို့အဲ့ဒီကျွန်းရဲ့ဝက်ဘ်ဆိုက်မှာဖော်ပြထားပါဗျာ။